မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ3ရက်နေ့ရက်နေ့လည်ခင်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်ကျွန်မကတော့စူစီပါရှင်ဒီကနေ့နေ့လည်ခင်းမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေထက်ကပထမဆုံးနားဆင်ကြရမယ့်သတင်းတစ်ပုဒ်ကတော့ရက်ကွက်အလူခံဇီးရက်မှာထိုင်နေတဲ့ပြူကောင်းဆောင်အုတ်ချုပ်ရည်မှုနဲ့အဖွဲပြစ်ခတ်ခံရလို့ရှစ်ဦးသေသွားပါတယ်ပခောက်ကူမိသက်ဌာနမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်မှုမှာ6ဦးသေတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ပြူစောထီးတွေတက်ဆွဲပိတ်ဆို့ထားတဲ့ရွာက ကိုရင်နှစ်ပါးအပါအဝင်၅ဦး PDF တွေစီထွက်ပြေးလာပါတယ်။မိုရင်းကာလာမှာစစ်ရေးအရှိန်မြင့်မှာဖြစ်လို့တနိုင်ကလုံးပူပေါင်းတိုက်ပွဲဝင်မှာကစစ်အာဏာရှင်ကို အနိုင်ရမယ်လို့ CNF တပ်မှုက ပြောလိုက်ပါတယ်။ဖားကတ်မှာကြောက်တူးဖော်ရည်ရန်နေရာတွေကိုစစ်ရှုံးကောင်စီတပ်ကမိရှူတာကြောင့်ဒေသခံအချို့ထွက်ပြေးတိတ်ရှောင်နေရပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လေခရီးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးနှားဆင်ကြရတဲ့တရင်ကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တစ်ဂန်းငါရက်ကွက်မှာရှိတဲ့ဇရက်မှာထိုင်နေတဲ့အုတ်ချုပ်ရည်မှုအဖွဲ့ပြစ်ခတ်ခံရပြီး၈ဦးတေဆုံးကလက်နက်အချို့သိမ်းဆီးရမိခဲ့တယ်လို့ညောင်ဦးခရိုင်အခြေဆိုင်ထဏောင်းမြေစစ်တောင်းထံကနေ သိရှိရပါတယ်။ဇော်လာတရက်နေ့နေ့လယ်နေ့တိုင်းကျော်မှာဂန်းငါရက်ကွက်အုတ်ချုပ်ရည်မှုပြူစောတိခေါင်းဆောင်စစောဦးစီးအဖွဲ့ဟာ အလူခံမန်းတပ်ဖွင့်လှစ်ထားတဲ့အခင်းဖြစ်ရာနေရာမှာငွေကြေးကောက်ခံနေတယ်လို့သတင်းရတာကြောင့်သွားရောက်ပြစ်ခတ်ခဲ့ရဖြစ်ပြီးပြစ်ခတ်ချိန်မှာဈေးရအတွင်းနှစ်ဖက်ခွဲထိုင်နေကြတယ်လို့လည်းဆိုပါတယ်ကျွန်တော်တို့အထင်ကြည်ထိတာလားသူအုတ်ချုပ်ရည်မှုကလစ်ဖြုတ်ပြီးပြန်ပြစ်တဲ့နနက်သည်လက်ပြစ်ပုံးကြွက်ပြီးထိတာလားပဲကျွန်တော်တို့ကကားနဲ့ဖြတ်ပြီးပြစ်သွားတာပဲအဓိကကသူ့ကိုအုတ်ချုပ်ရည်မှုကိုပြစ်တာသူ့နောက်လိုက်တွေတော့ပါတယ်ကားပြန်လက်ခါနေမှာတော့နနက်သည်ကွဲတံကြားလိုက်သေးတယ် ကားနဲ့လမ်းမပေါ်ကဖြတ်သွားရင် မရှင်လောက်တာပြန်လဲလာတော့အကုန်လဲနေကြပြီလို့ထနောင်းမြေစစ်ကြောင်းအာယုံမူတူးကနေပြောပါရဲ့ပြက်ကမှုအတွင်အုတ်ချုပ်ရည်မှုဥစစောအပါအဝင် ရှစ်ဦးသေဆုံးပြီးတအူးတန်ရာရထားတာကိုတွေ့ရကပြက်ကမှုဖြစ်ခတ်ခဲ့တဲ့နေရာကိုဝင်ရောက်ရှင်းလင်းချိန်မှာဥစစောကင်ဆောင်နဲ့လက်လုတ်တနတ်နှစ်လက်လက်ပစ်ပုံတစ်လုံးဥစစောကင်ဆောင်နဲ့မပုံတီကြီအချို့သိသိရမိခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီထောက်ခံ Telegram Channel တွေမှာတော့အုတ်ချုပ်ရည်မှုနဲ့ရက်မိရက်ဖတွေဟာဂန်တာရက်ကွက်မှာရှိရဲဂျမယုံမှာရက်ကွက်အုတ်ချုပ်ရည်မှုနဲ့လူ15ဦးခန့်ဟာပထမ်းပွဲအတွက်အစည်းအဝေးပြုလုပ်နေချိန် PDF တွေဘက်ကဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်အုတ်ချုပ်ရည်မှုဥစစောခေါ်ဥမြင့်စောအပါဥကျင်မြိုင်ဥခင်မောင်ထေဥခင်မောင်တဥတန်ထွန်းဥဆိုးမင်းနဲ့ဥကြည်ထွန်းတို့တင်ဆောင်ခဲ့ပြီး6ဦးတန်းရပြည့်ချန်ရခဲ့တယ်လို့យေတာဖော်ပြကြပါတယ် စစ်ကောင်စီ Telegram Channel တွေမှာပေါ်ပြနေမှုတွေအပေါ်ထဏောင်းမြင်စစ်ကြောင်းအာယုံမူတုကအခုလိုပဲထုတ်ပြန်ထားပါရဲ့ပထမပွဲလုံးမဲ့သူတွေကလည်းတနတ်တွေကိုလက်ပစ်ပုံးတွေကပါပါနေတာဆိုတော့ဟုတ်မဟုတ်ဆိုတာစဉ်းစားကြည့်ကြပါဦးလို့သူကပြောပါတယ်အဲ့ဒီပြကတ်မှုကိုတော့ထဏောင်းမြင်စစ်ကြောင်းဘကန်အန်ညာဦး Special Task Force တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်မနေ့ကဇွန်လ2ရက်မနက်9:00အချိန်ခန့်မှာလည်းညာဦးမြို့နယ်စင်ကူးကျေးရွာနေ ရာယမူအသက်40ဝန်းကျင်အရွယ်ရှိတဲ့ဦးထွတ်တွန်းနိုင်ဟာနေအိမ်မှာရှိနေတဲ့အချိန်တနက်သမားတွေကဝင်ပစ်သွားလို့တေဆုံးသွားတယ်လို့သိရပါတယ်ရှင်။နောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့ပေါ်မှာရှိတဲ့ KI မိသားဌာနမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ကိုသွားရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ရွှေညာမြေ PDF အဖွဲ့ကနေသိရပါတယ်။ ဇွန်လ၁ရက်နေ့မနက်3:30မိနစ်အချိန်မှာတွားရောက်တိုက်ခိုက်ခဲ့ရဖြစ်ပြီးအပြာလာပြက်ကတ်မှုမိနစ်30ကျော်ကြာမြင့်ခဲ့တယ်လို့ရွှေညာမြ PDF အဖွဲ့တောင်းဝင်ရှိသူကဒီကနေ့ဇွန်လ၃ရက်နေ့မှာထုတ်ဖော်ပြောဆိုလာပါတယ်။သူကမြို့ပေါ်တက်စကန်တစ်ခုကိုတိုက်နိုင်ဖို့အတွက် အချိန်ယူပြင်ဆင်ရတယ်။နောက်ပြီးစစ်ကူရောက်လာနိုင်ခြေကလည်းအယမ်းမြန်တော့မြန်မြန်လှုပ်ရှားရတဲ့အခက်အခဲလူတွေတော့ရှိတယ်လို့သူကပြောပါတယ်။ KI မိသက်တက်ရုံအတွင်တက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်သား35ဦးခန့်ရှိပြီးတပ်မတရားတက်ကစစ်ကူတွေရောက်ရှိလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာလာရကြောင်းလဲရွှေညာမြေ PDF အဖွဲ့ကနေဆိုပါတယ်။တိုက်ပွဲအတွင်စစ်ကောင်စီတပ်သား5ဦးသေဆုံးပြီး5ဦးတရားရရှိကြောင်းနဲ့စစ်ရုံးမှာနောက်ထပ်2ဦးထပ်မံသေဆုံးခဲ့ရာသေဆုံးသူစုစုပေါင်း6ဦးကြီးရှိပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မှုမရှိကြောင်းရွှေညာမြေ PDF အဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကူရောက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာတိုက်ပွဲဖြစ်ပွားရာခရိုင်မြစ်တပ်ရုံအနီးစစ်ဆေးမှုတွေပြုလုပ်ခြင်းလမ်းတွေပိတ်ဆို့ရှာဖွေခြင်းနဲ့ဒေသခံပြည်သူတွေအချို့ကိုဖမ်းဆီးခြင်းတွေလှုံ့ဆော်ခဲ့တယ်လို့ရွှေညာမြစ် PDF အဖွဲ့တာဝန်ရှိသူကပြောပါတယ်ဒီတိုက်ခိုက်မှုကို ရွှေညာမြစ် PDF ပခုတ်ကူပကဖတက်ရင်တနယ်စည်းမချပြည်သူကာကွယ်ရေးတပ်ဖွဲ့မြိုင်ပကဖတက်ရင်၃တက်ခွဲလေးတို့ကနေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ရှင် နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်မှာရှိတဲ့ပြူစောတိနဲ့ဆက်ရှုံးကောက်စီတက်တွေအထိုင်ချတက်ဆွဲထားတဲ့ကန်ဒီကြီးရွာကကိုရီနပားနဲ့ပြည်သူ၃ဟာပခုတ်ကူခိုင် အမှတ်15တက်ရင်စီကိုချိတ်ဆက်ကထွက်ပြေးလာတယ်လို့အဲ့ဒီအဖွဲ့စီကနေသိရပါဗျ။ထွက်ပြေးလာသူတွေဟာဆယ်ကျော်သက်ကိုရီနပားအသက်50ဝန်းကျင်အမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးတို့ဖြစ်ပြီးသူတို့ကိုမေလ30ရက်နေ့မှာကန်ဒီရွာအနီးနားမှာပဲတွားရောက်ခေါ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ သူတို့ကစိတ်လဲစိတ်ချရတဲ့ပြည်သူတွေမျိုးကျွန်တော်တို့သွားခေါ်တာပါကျွန်တော်တို့အနေနဲ့ကတသက်ကြီးသွားခေါ်ရတာမျိုးမဟုတ်ပဲပြူရွာတွေမှာအငဲတန်းအနီးကပ်စောက်ကြည့်နေတာရှိတယ်အဲ့ဒီလိုအနေအထားကနေရွာရဲ့မီတာ200 300ဝန်းကျင်အထိသွားခေါ်ရတာပါလို့ပခောက်ကူခိုင်အမှတ်ဆက်5တက်ရင်ဒုတက်ရင်မူကပြောပါတယ် အဲ့ဒီပြူစောတိရွာကိုဒေသကာကွယ်ရေးတပ်တွေဘက်ကပိတ်ဆို့ရိတ်ခါဖျက်တောက်ထားတာနှစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီးကျေးရွာတွင်စားတောက်ရေးခက်ခဲလာတာကြောင့်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးထွက်ပြေးလာကြတာလို့ပခုတ်ကူခိုင်အမှတ်15ဒုတရင်မှုစီကနေသိရပါတယ်အခုကသူတို့ထွက်လာရတဲ့အကြောင်းရင်းကလုံခြုံမှုတွေမရှိတော့တာစားရေးတောက်ရေးနေရေးထိုင်ရေးတွေကအစသူတို့အချင်းချင်းအတွင်းကျိတ်ပုံကံမှုတွေရှိနေတဲ့အတွက်သူတို့မနေရဲလို့ထွက်လာတော့တာပါလို့သူကပြောပါတယ် စစ်ကောင်စီတပ်ကပို့ပေးနေတဲ့ရိတ်ခါတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီးတွေကိုပြန်လည်ဖြန့်ဝေပေးတာမရှိပဲအဲ့ဒီရွာမှာတာဝန်ကျနေတဲ့စစ်တပ်နဲ့ပြူစောထီးခေါင်းဆောင်တို့ပူးပေါင်းပြီးတော့ရိတ်ခါတွေကိုရောင်းစားနေကြတာလို့ထွက်ပြေးလာသူတို့ရဲ့ပြောပြချက်ကိုကိုးကားပြီးအဲ့ဒီဒုတိယရင်မှုကဆက်လက်ပြောဆိုပါရင်အစားအသောက်ကသူတို့အတော်လေးခက်ခဲတယ်လို့ပြောပါရင်ဗျနဘူးရွက်တောင်ပြုတ်စားရတဲ့အနေအထားတွေလို့သူတို့ပြန်ပြောပြပါတယ်အခုဆိုရင်ပြူစောထီးခေါင်းဆောင်နဲ့စစ်ဘိုးတို့ကတက်ကထောက်ပံ့ပြီးတဲ့ရိတ်ခါတွေကို စစ်သားတွေရဲတွေလက်နက်ကင် ပြူစောတီတွေပြည်သူတွေကို ပြန်ပြန့်ပေးတာမရှိဘဲနဲ့ပတ်စံနဲ့ပြန်ရောင်းနေတယ်လို့ဆိုပါတယ်စစ်ကောင်စီပူးပေါင်းတပ်တွေဟာကျေးရွာတွင်ပြည်သူတွေကိုရွာပြင်ထွက်ခွာခွင့်ပိတ်ပင်ထားကရွာခန့်တွေအနေနဲ့ရွာဝင်ရွာထွက်တွေမှာအလဲကျကင်းဆောက်ရပြီးခွင့်ပြုချက်မရှိဘဲရွာပြင်ထွက်ခွာပါကတနက်နဲ့ပြစ်တက်တာတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ကန်ဒီရွာဟာမြိုင်နယ်အတွင်းပြူစောတိအင်အားအကောင်းဆုံးရွာဖြစ်ပြီးအင်ချေ900ကျော်ရှိကရွာထဲမှာစစ်သား ရဲနဲ့ပြူစောတိပူးပေါင်းအင်အား90ခန့်အထိုင်ချတက်ဆွဲထားတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်ရှင်နောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့ဆီယနာရှင်စနစ်တိုက်ဖြတ်ရေးအတွက်တနင်္ဂနွေလုံးအတိုင်းအတာစစ်ရေးအရှိန်မြင့်တင်မှုကိုအခုနှစ်မိုးရီမှာပြုလုပ်မှာဖြစ်လို့စစ်ကောင်စီကိုအနိုင်ရရှိဖို့အတွက်အားလုံးပူးပေါင်းတိုက်ပွဲဝင်ကြဖို့လိုအပ်တယ်လို့ချင်းအမျိုးသားတပ်ဦး CNF CNA တပ်မှုတအူဖြစ်တဲ့ဗိုလ်မှူးကြီးဆော်လမွန်ကပြောကြားလိုက်ပါတယ် ဆီယနာရှိတိုက်ဖြတ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရက NUG ကအခုနှစ်မှာစီရေပုံမပြင်းထန်လာမယ်လို့အတိပေးထားတယ်လို့ CNF အပါအဝင်တိုင်းရင်းသားတွေကလည်းထုတ်ပေါ်ပြောကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒီနေ့မိုးရင်းကနေစပြီးကျွန်တော်တို့ရဲ့စစ်အရှိန်ကပုံမြင့်လာလိမ့်မယ်လို့အဲ့ဒီလိုပဲပြောချင်တယ်။အားလုံးလည်းတက်တက်ကြွကြွပါဝင်ပေးကြပါလို့ဗိုလ်မှူးကြီးဆော်လမွန်ကပြောပါတယ်။တက်နိုင်တဲ့နေရာကနေပါဝင်ကြဖို့တိုင်းရင်းသားအားလုံးပြည်သူအားလုံးစုစုစည်းစည်းနဲ့ကြာရကန်တန်းကနေ တော်လန်ရေးကိုကူညီကြဖို့သူကတိုက်တွန်းထားပါတယ်။အားလုံးဒီနေ့အတွင်းမှာတော့အကောလုံးတပြည်လုံးတနိုင်ငံလုံးချင်းနယ်တနယ်လုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အားလုံးပူးပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ပူမူကြီးဆော်လမွန်ကပြောပါတယ်။အခုနှစ်မှာအနိုင်ရအောင်အစီအစဉ်ဆွဲတိုက်ပွဲဝင်နေရခြင်းဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်။ချင်းသတင်းရင်းမြစ်တအုပ်ကလည်းချင်းဒေသကာကွယ်ရေးတပ် CDF တန်တလန်ရဲ့စစ်ရေးပစ်စင်နေမှုကိုအခြေအနေကိုအသိပေးထားပါတယ်။ CDF တန်တလန်ပါဝင်တဲ့ချင်းတော်လိုင်းတက်တွေကတန်တလန်မျိုးတင်တက်ပွဲအပီးတက်ဖို့ပြင်ဆင်နေတယ်လို့သူကပြောပါတယ်ပြင်ဆင်နေတယ်ပဲပြောတယ်အဲ့ဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူးပြင်ဆင်နေတယ်တန်တလန်သိမ်းဖို့စူးစမ်းနေတယ်ပြင်ဆင်နေတယ်လက်နက်ခဲယံစုဆောင်တာလားပေါ့အဲ့ဒီလိုမျိုးပဲတိုက်ပွဲတော့အခုလောလောဆယ်မရှိသေးဘူးလို့ချင်းသတင်းရင်းမြစ်ကနေလည်းပြောထားပါတယ်ရှင်ချင်းပြည်မှာချင်းမျိုးသားကာကွယ်ရေးတပ်မတော် CNF CNA နဲ့ချင်းဒေသကာကွယ်ရေးတပ်တွေစုပေါင်းထားတဲ့ချင်းပြည်ကောင်စီပူးပေါင်းတပ်နဲ့ချင်းညီနောင်ဆိုပြီး ကြော်လိုင်းအင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့လုံးက2025ခုနှစ်မှာချင်းပြည်တစ်ခုလုံးစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမယ်လို့အသိပေးပြောကြားထားပါတယ်ရှင်ဒီကနေ့နေ့လေခရင်နောက်ဆုံးသတင်းတပုံအနေနဲ့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာကျေးွာအနီးမော်စီစာလောက်ကွက်မှာရှိတဲ့ကြောက်တူဖော်ရင်ရန်နေရာတွေကိုစစ်ရှုံးကောင်စီကမိရှုနေပြီးဒေသခံအချို့မှာထွက်ပြေးတိတ်ရှောင်နေရတယ်လို့ဒေသခံတွေကလည်းပြောပါရဲ့ ။ကြောက်ထူပေါ်ရေးလောက်က131မှာရှိတဲ့ဘဟုကား3စီး၊မြေတဲကား2စီးအပြင်ကင်းတဲတလုံးကိုဒီကနေ့ဇွန်လ3ရက်နေ့မနက်၈နာရီဝန်းကျင်မှာမီးရှို့နေတယ်လို့သိရပါတယ်။အဲ့ဒီကားတွေကိုမင်းညကလေးကမီးရှို့မဲ့နေရာကိုစစ်ရှုံးကောင်စီကရွှေ့ပြောင်းညွှန်ကြားထားကြောင်းလည်းသိရပါတယ်။ဆိုင်ရန်ရာတွေကိုမီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဟာဒီကနေ့နေ့လယ်7နာရီခွဲခန့်မှာအောင်ရရွာဘက်ကိုတွားရောက်ကမီးရှို့နေကြောင်းလဲဒေသခံနဲ့နှီးဆက်သူတွေကပြောပါရင်နေ့တိုင်းကုမ္ပဏီလောက်ွက်တွေထဲ ငွေတောင်းတာဆက်ရံနေရမီးရှို့တာတွေလုပ်နေပါတယ်။အရက်သားပြည်သူတွေကတော့စက္ကစတက်ဆွဲရနဲ့ဝေးရရွှေ့ကြသူတွေရှိသလိုနယ်မြေဒေသတရင်နားဆွင့်ပြီးစောက်ကြည့်နေကြသူတွေလည်းရှိပါတယ်ဗျာလို့ဒေသခံအမျိုးသားတအုပ်ကပြောပါရယ်။ကန်စီပြည်ပေါ်မှာစစ်ကောင်စီအင်အားတရာကျော်ဟာမေလ29ရက်နေ့ကလုံခင်းဒေသကိုဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်မေလ29ရက်နေ့မှာဖားကန်းမြို့မှာနေရာဖြတ်ခွဲယူထားပြီးလက်ရှိမှာတော့မော်စီစာဖျားကုန်းပေါ်တက်ဆွဲထားတယ်လို့ဒေသခံတွေကပြောပါရယ်။ အဲ့ဒီအထက်ကစစ်ကောင်စီအင်အား30ခါလှုပ်ရှားစစ်ကြောင်းအဖြစ်ကြောက်တူးပေါ်ရေးလောက်ွက်တွေကိုတွားရောက်ကငွေတောင်းခံခြင်းဆက်ရန်နေရာမိရှို့ခြင်းတွေဆောင်ရွက်နေကြတယ်လို့လည်းသိရပါတယ်အခြားလုံခင်းဒေသခံတအုပ်ကလည်းပြောသလောက်ကြားရသလောက်မဆိုးပါဘူးစိုးရင်စိတ်နေတော့နေကြရတာမှန်ပါတယ်ပြစ်တနာရှာတာမျိုးတော့မတွေ့မိသေးပါကားအချို့မိရှို့ပြတာလည်းဟုတ်ပါတယ်လို့သူက ပြောပါတယ်ပြီးခဲ့တဲ့မေလ31ရက်နေ့ကလည်းမော်စီစာကြေးရွာအနီးမှာရှိတဲ့ ကြောက်တူးဖော်ရေးကုမ္ပဏီတစ်ခုကိုလည်းစစ်ကောင်စီကမိရှုခဲ့ပါသေးတယ်ရှင်။ဒီကနေ့နေ့လက်ခရင်နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလောက်အောင်မှအမြန်ဆုံးလုံမြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။